ာခေတရားတင်ဆိုတိုက်ခါကြမဲ့အရာကိုခူရောင်းလောက်ကအောင်မြင်အောင်စူးစမ်းနေတာကြောင့်ဝေဖန်ခံနေရတဲ့စစ်နိုင်တီဟာဦးအလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်တရားတင်ဆိုတဲ့ဇေမာဦးတို့ဇနီးမောင်နှံကနှပညာလောကမှာရှင်းရှင်းထောက်အောင်မြင်ခဲ့ပူးတဲ့နှပညာရှင်တွေဖြစ်တာမို့ပြည်သက်တွေကလည်းအခိုင်အမာရှိခဲ့ကြပါတယ်အချိန်မကျခင်မှာကွယ်လွန်သွားခဲ့ကြတာကြောင့်အလုံးကဆင်မကောင်းဖြစ်နေရတာပါသားဖြစ်သူစနိုင်တရားဦးကိုလည်းမိဘတွေရဲ့မျက်နှာနဲ့အလုံးကလက်ခံပေးနေကြတာပေါ့အတိုင်ငယ်ငယ်နဲ့မိဘကိုဆုံးရှုံးလိုက်ရတဲ့စနိုင်တရားဦးရဲ့ဘဝကလည်းအ ခြေပြတ်မလို့အထိဖြစ်ခဲ့ရပါတယ်။အိမ်တောင်ကြလဲစောခဲ့တဲ့လုံးရက်တီဖို့အတွက်ကိုကိုအားကိုကိုးနေရတာပါ။ တချိန်တုန်းကချမ်းသာစီစိန်တွေကိုပြန်တန်းတောင်းနေရတဲ့ဘဝမှာစစ်နိုင်တရားဟုတ်ကမိဘတွေရဲ့အနှွေပညာအမွေကိုဆက်ခံဖို့စ조사နေပါတယ်။ဒါကြောင့်မို့တရုတ်ဆောင်တရားအနေနဲ့အနှွေပညာလောကကိုခြေချဖို့စ조사နေတာပါ။စစ်နိုင်တရားဟုတ်ကဇာကားရိုက်ဖို့အတွက်စီစဉ်နေတာဖြစ်ပေမဲ့လက်ရှိချိန်ထိတော့မဖြစ်မြောက်လာသေးပါဘူး။အနှွေပညာလောကမှာအောင်မြင်ဖို့အစီအစဉ်တွေဆွေးနွေးရကနေစစ်နိုင်တရားဟုတ်ကဇာကားတကားကိုကိုယ်တိုင်ဦးစီးပြီးတော့ထုံရိုက်ဖို့စီစဉ်ခဲ့တာပါ။အဆိုပါဇာကားဖခင်တရားတင်ဆိုဖြစ်ခဲ့တဲ့အဖြစ်မှန်ကိုပြန်ရိုက်မှာပါ။လူအများကြားမှာဆက် င်ဆောင်မှုရှိကမီဒီယာကြားပွဲဆိုခဲ့တဲ့တရားတင်ဆိုရဲ့မရနဲ့ဆွဆွဲခံရတဲ့အကြောင်းပေါင်းတရားတင်ဆိုတော့အိမ်မှာအိမ်ပေါ်အနေနဲ့လောက်ကန်တဲ့မတ်ခင်မာမြင့်ကအလိုမတူမဖွဲမရလောက်ပါတဲ့ဆိုပြီးဆွဆွဲခံခဲ့ရတာပေါင်း အဆိုပါသတင်းအားတစ်ချိန်လုံးကလူစိတ်ဝင်စားမှုများခဲ့တဲ့သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တရားတင်ဆိုကသူမဟုတ်ပါဘူးဆိုပြီးရှင်းပြခဲ့တာမို့မက်ခင်မာမြင့်ကသာပုံမှန်တစ်ခုအနေနဲ့ရေးရခံနေခဲ့ရတာပေါ့။အဆိုပါကိစ္စကြောင့်ဇနီးဖြစ်သူဇင်မာဦးမှလည်းစိတ်ဆင်းရဲတာတွေရှိခဲ့ရပါတယ်။အဆိုပါအမှုမှာတရားတင်ဆိုကအပြစ်မရှိဘူးဆိုပြီးအမှုကိုနိုင်ခဲ့ပါတယ်။ပြီးဆုံးသွားခဲ့တဲ့အမှုကိုစစ်နိုင်တီဟာဦးကဇာကာတကားအနေနဲ့ဒိစိတ်ဖော်ပြမှာပေါ့။တရားတင်ဆိုနေမဲ့အရှိန်ဝါကြောင့်ဇာကာအောင်မြင်မယ်လို့လည်းယုံကြည်နေပါတယ်။ ဒေသတည်းကတော့စစ်နိုင်သီဟာကိုလောက်ရက်ကိုရှောင်ချကြပါတယ်။ဖခင်ဖြစ်သူရဲ့ဂုံသိခါကိုနောက်တစ်ချိန်အစဖော်နေတယ်လို့ထောက်ပြနေကြတာပေါ့။ဘလုံးသွားတဲ့ဖခင်ဖြစ်သူရဲ့အမှုကိုဇကန်းရိုက်တာမျိုးကမလုံသိမ့်ဘူးလို့ဝေဖန်နေကြပါတယ်။အောင်မြအောင်စ조사ရဲ့နီလန်းတွေမှားနေကြအောင်ထောက်ပြနေကြတာပေါ့။စစ်နိုင်သီဟာကိုအနေနဲ့လည်းဖခင်ဖြစ်သူကအမှန်ဖြစ်ပြီးအိမ်ပေါ်ကသာကလိန်ကကျင့်များခဲ့ကြောင်းကိုရိုက်ပြချင်တာပေါ့။ဖခင်ဖြစ်သူရဲ့ကိုချင်းတရားကိုဇကန်းနဲ့ဂုံပြုချင်တဲ့သဘောဖြစ်ပါတယ်။အိမ်ပေါ်ဖြစ်တဲ့မတ်ခင်မမြင့်ကအခုချိန်ထိထောင်ထဲမှာရှိနေတုံဖြစ်ပါတယ်။ဟုတ်ကဲ့ ရဲရနဲ့ဆိုင်တဲ့အကြောင်းအရာဖြစ်တာမို့ဇက်ကန်းရိုက်တဲ့နေရာမှာအရှုပ်ရှင်းပြဿနာတွေလည်းရှိလာနိုင်တာပေါ့တင်နိုင်တီဟောက်ကအနည်းပညာလောကမှာနေရာရဖို့စ조사တဲ့နေရာမှာစကားပြောကြည့်တယ်ဆိုပြီးဘရိတ်သတ်တချို့ကမေတ္တာမေလာတာမျိုးတွေလည်းရှိနေပါတယ်ဘဲဆွေမျိုးကမှအားကိုးစရာမလိုပဲနိုင်ငံကျော်တရုတ်ဆောင်ဖြစ်နိုင်တယ်လို့လည်းကြွေးကြော်ထားတာပေါ့ ဒါအပြင်ကွန်ဆာကရုပ်ဆိုးတယ်လို့ဝေဖန်နေသူတွေကိုလည်းရုပ်ဆိုးတဲ့သူလည်းကဘာကျော်ဖြစ်နိုင်တဲ့ဆိုပြီးတုတ်ပြန်ထားပါတယ်။စနိုင်တီဟောက်ကဇကားရရင်အောင်မြင်မယ်လို့မျှော်လင့်နေပေမဲ့အခွန်လရှိမှာကလေးကဇကားထွက်လာရင်အမပေးဘူးဆိုတဲ့သူတွေကများလို့နေတာပါ။ တရားတင်ဆိုတိတ်ခါကြောက်ရမယ့်ရာကိုခူရုံးလောက်ကအောင်မြောင်စ조사နေတာကြောင့်ဝေဖန်ခံနေရတဲ့စစ်နိုင်တရားဟောပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နောက်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ